မင်္ဂလာပင်လယ်အော်မြောက်ပိုင်းမှာပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေး9000မှပေး14000ကျားတွင်ဖြစ်ပေါ်နေသည့်အထက်လေဝေလိုင်းသည်ဆက်လက်တည်ရှိနေသောကြောင့်အနောက်တောင်မုတ်တုံလေအားကောင်းနေဆဲဖြစ်ပါတယ်။အားကောင်းနေတဲ့အနောက်တောင်မုတ်တုံလေအားကြောင့်ဇွန်လ30ရက်နေ့အထိရှိနေမည်မိုးဥရာသီကာလအတွင်းမှာဇွန်လ16ရက်ဆက်9ရက်နေ့ရက်48နာရီတွင်အလဲပိုင်းမိုးနှင်းရေရှားဒေသများတွင်မိုးနှင်းငယ်ရွာသွန်းနိုင်ပြီး ကျန်တဲ့ပြည်လုံးမှာမိုးတင်းတင်းမှမိုးများနိုင်ပါတယ်။တချင်းပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းအေယာဝတီမြစ်နဲ့ချင်းတွင်းမြစ်မြစ်ဖြားဒေသများမှာ၄၈ ని အတွင်းမိုးတင်းတင်းမှမိုးများနိုင် မိုးရေချိန်နှစ်လက်မှတ်ခွဲအထက်ရွာသွန်းနိုင်ကြောင်းတွေ့ရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေမှာမိုးတင်းတင်းနှစ်လက်မှတ်ခွဲအောက်ရွာသွန်းနိုင်ပြီးရှမ်းပြည်နယ်တောင်ပိုင်းမှာမိုးနှင်းငင် 48နာရီတွင်မြေပုံတွင်ရှုမှာတော့မိုးနှင်းငယ်သားရွာသွန်းနိုင်ခြေရှိပါမယ်။တောင်ပိုင်းဒေသတွေဖြစ်တဲ့ရခိုင်ပြည်နယ်၊ပဲခူးတိုင်းနေပြည်တော်၊အေရဝတီတိုင်း၊ရန်ကုန်တိုင်း၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊တနင်္သာရီတိုင်းတွေမှာ48နာရီတွင်မိုးနှင်းငယ်မှမိုးအသင့်48နာရီတွင်ရရှိနိုင်ပြီးမိုးရေချိန်နှစ်လက်မခွဲအောင်ရွာနိုင်ပါမယ်။